တနင်္ဂနွေနံ့နဲ့အစပြုတဲ့အမိပိုင်ရှင်တွေနော်အိမ်ချမ်းမြေများနဲ့ပတ်သက်တဲ့ရောင်းချင်းဝယ်ချင်းတွေအောင်မြင်မဲ့ကာလဖြစ်ပါတယ်အကြီးကဲဆရာသမားတွေထံကအခုအညီရရှိပါလိမ့်မယ်စီးပွားရေးမှာ မနာလိုသူ အတားဆီးပြုတ်သူတွေတော့ပေါ်နိုင်တဲ့ကာလဖြစ်လို့တရိထားဖို့တော့လိုပါတယ်။လောက်ငယ်သားအလုပ်သမားတွေနဲ့လုပ်ရတဲ့အလုပ်တွေလုပ်နေသူ ဖြစ်မယ်ဆိုရင်တော့အဲ့ဒီလုပ်ငန်းတွေအောင်မြင်ပါလိမ့်မယ်။ခရီးသွားဖို့တော့စီစဉ်ပြီးမှပြက်ပြဲသွားတတ်လို့ခရီးနဲ့ပတ်သက်ပြီးဂရုစိုက်ဖို့တော့လိုအပ်ပါတယ်။စီစဉ်ထားတာတွေကိုအသေးချာတိကျအောင်ဆောင်ရွက်တင်တယ်လို့ပြောချင်ပါတယ်။နော်။ အချင်းရေးကတော့အလုံးကိုကန်ကောင်းတဲ့လာဖြစ်ပါတယ်เนาะဒါဆရာမပြောတဲ့တနင်္ဂနွေနေ့နဲ့အစပြုတယ်ဆိုတာအမျိုးသားကိုရောအမျိုးသမီးကိုရောရှင်ညွှန်းပါတယ်เนาะအချင်းရေးကန်ကောင်းတဲ့လာဖြစ်ပါတယ်အဲ့တော့အိမ်နောင်တဲ့တွေဆိုရင်တော့အိမ်နောင်တဲ့တွေဟာအပေးယူမျှတဲ့လကာလဖြစ်နိုင်မယ်လို့ဖော်ပြထားပါတယ်အဲ့တော့ကျမ်းမာရေးရတော့မျက်လုံးနာတာမျက်လုံးထိခိုက်တာဒါတွေကိုတော့သတိထားသွားရမှာဖြစ်ပါတယ် เนาะကုသိုလ်အစီအစဉ်နေနဲ့ပြုလုပ်ရမှာကတော့ကောင်းကျင်းမောင်းအဖြူ၃ပွဲ ကော်ဖီ၃ခွက်ကိုပြင်းမင်းအပတ်စဉ်တနင်္ဂနွေနေ့တိုင်းအယုံစွန်းအဖြစ်နဲ့ကတ်လှူပေးသွားဖို့ဖြစ်ပါတယ်။နောက်တနင်္လာနေ့နဲ့အစပြုတဲ့အမြင့်ပိုင်းရှင်တွေတနင်္လာနေ့နဲ့အစပြုတဲ့အမြင့်ပိုင်းရှင်တွေအတွက်ကံကြမ္မာကစီးပွားရေးအသစ်လုပ်ငန်းအသစ်တွေပေါ်ပေါက်လာမယ့်လာကလဖြစ်ပါတယ်။ အဲ့တော့တည်ယူဖို့ဆောင်ရေးလုပ်ငန်းဆက်သွယ်ရေးလုပ်ငန်းတွေပြုလုပ်နေတဲ့သူ ဖြစ်ရင်တော့ဒီလဟာကောင်းမွန်တဲ့အကျိုးအမြတ်တွေကိုရရှိမယ်လာဖြစ်ပါတယ်မော်တော်ကားမော်တော်ယာဉ်နဲ့သက်ဆိုင်တဲ့အလုပ်တွေလုပ်ကင်နေတဲ့သူဒါမှမဟုတ်မိမိပိုင်ဆိုင်တဲ့မော်တော်ယာဉ်မော်တော်ကားတွေနဲ့ပတ်သက်ပြီးထိခိုက်မှုပျက်စီးမှုတွေရှိစေတတ်တယ်လို့တွေ့ရလို့ဒါ ው တော့သတိထားဖို့လိုတယ်လို့ဖော်ပြပါတယ်နော်နိုင်ငံခြားဘာသာစကားနဲ့ပတ်သက်ပြီး သင်ယူတဲ့သူတွေအတွက်ကတော့เนาะအထူးအကျိုးရှိမဲ့ကာလတစ်ခုဖြစ်ပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးကံကောင်းပါတယ်။အခြေအနေကံကောင်းတဲ့လာတလာပါ။เนาะတနည်းနည်းနဲ့ဒီ line ကြမှာကိုစိတ်ပုံနေလို့အာယုံစိုက်နေရတာ ਨੇ ကိုနော်ဟိုဆရာမမှာအာယုံနေများသွားတယ်အဲ့တော့ဆရာမပြန်ပြီးတော့ပြောပြပါမယ်နော်တနင်္ဂနွေနံနဲ့အစပြုတဲ့အမြေပိုင်းရှင်တွေအိမ်နဲ့မြေတွေအယောင်အဝယ်အောင်မြင်ပါမယ် အခြေခံဆရာသမားတွေရှိကအကူအညီရမယ်အဲ့တော့မိမိစီးပွားရေးမှာတော့တခုတော့ရှိတယ်မိမိနေပါမှာပဲ မနာလိုတဲ့သူမိမိစီးပွားရေးကိုအတားအဆီးပြုတ်မဲ့သူတွေပေါ်ပေါက်လာပါလိမ့်မယ်လက်အောင်ငယ်သားအလုသမားတွေနဲ့အလုရတဲ့အလုတွေဆိုရင်တော့အဲ့ဒီအလုမျိုးတွေဟာအောင်မြင်မှုရမယ်အလုမျိုးတွေဖြစ်လိမ့်မယ်လို့ဖော်ပြထားတာပါခရီးသွားဖို့အစီအစဉ်မိမခရီးစဉ်ပြက်ပြဲနိုင်ပါတယ်ဒါလေးကိုတော့သတိထားပါ နော်အဲ့တော့တနင်္ဂနွေနေ့နဲ့အစပြုတဲ့အမြီးပိုင်ရှင်တွေဟာအချစ်ရဲအလွန်ကံကောင်းမဲ့လာတလာဖြစ်ပါတယ်။အိမ်အောင်သေးတွေကတော့တုံးနဲ့တုံးအပေးယူမြပြီးနားလည်မှုရှိမဲ့လာတလာပါ။ကျဲမှန်ရဲ့အရာတော့မျက်လုံးမျက်စိနာတာမျက်လုံးထိကြိုက်တာမျိုးတွေဖြစ်ပေါ်တတ်တာကိုတော့သတိထားသွားဖို့လိုပါတယ်။အဲဒီတနင်္ဂနွေနေ့နဲ့အစပြုတဲ့အမြီးပိုင်ရှင်တွေရဲ့ကျဲမှန် ရေးအရရော အားနည်းချက်တွေနဲ့ပတ်သက်တဲ့ဟာရောအကာအကွယ်ဖြစ်စေဖို့ကုသိုလ်တွေပြုလုပ်ရမှာဖြစ်တယ်။ပြုလုပ်ရမယ့်ကုသိုလ်ကကောင်းကျင်းမောင်းအဖြူ၃ပွဲကော်ဖီ၃ကွက်ကိုပြင်းမင်းအပတ်စဉ်တနင်္ဂနွေနေ့တိုင်းအယုံဆုံးအဖြစ်နဲ့ကတ်လှူသွားရမှာဖြစ်ပါတယ်။ဒါကတနင်္ဂနွေနေ့နဲ့အစပြုထားတဲ့အမိပိုင်းရှင်တွေပါ။နောက်တစ်ခုပြောပါမယ်တနင်္လာနဲ့တနင်္လာနဲ့အစပြုတဲ့အမိပိုင်ရှင်တွေ တနင်္လာနေ့နဲ့အစပြုတဲ့အမိပိုင်ရှင်တွေကစီပွားရေးအသစ်လုပ်ငန်းအသစ်တွေပေါ်ပေါက်လာပါလိမ့်မယ်။တည်ယူဖို့ဆောင်ရွက်လုပ်ငန်းတွေဆက်သွယ်ရေးလုပ်ငန်းတွေ ပြုလုပ်တဲ့သူ ဖြစ်ရင်တော့အချိုးအမြတ်ကောင်းတွေကိုရရှိမှာဖြစ်တယ်။ဒါပေမဲ့မော်တော်ကားမော်တော်ယာဉ်နဲ့ပတ်သက်ရင်တော့ကိုယ့်ရဲ့စီပွားလုပ်ငန်းမှာပဲဖြစ်ဖြစ်ပိုင်ဆိုင်တဲ့မော်တော်ကားမော်တော်ယာဉ်တွေမှာပဲဖြစ်ဖြစ်ထိခိုက်မှုပျက်စီးမှုတွေဖြစ်ပေါ်တတ်တာဘူးတော့တလာတာလုံးသတိထားရမှာပါ အဲနိုင်ငံညာဘာသာစကားသင်ယူနေတဲ့သူတွေအတွက်တော့မိမိသင်ယူတဲ့ပညာရက်နဲ့မိမိမှာအကျိုးပေးတွေထင်ရှားလာမယ့်ကာလဖြစ်ပါတယ်။အခြေအနေနဲ့ပတ်သက်ရင်တော့ဒီလဟာတနင်္လာနေ့နဲ့အစပြုတဲ့အမီပိုင်ရှင်တွေအတွက်အခြေရေးကံကောင်းမဲ့လာတလာလို့တွေ့ရပါတယ်။အိမ်အောင်တဲ့တွေကတော့တုံးနဲ့တူအထင်မြင်လွဲမှားတာမျိုးတွေဒါမှမဟုတ်ပတ်ဝန်းကျင်က အထင်မြင်လွဲမှားလို့ဖြစ်ပေါ်လာတဲ့စိတ်နောက်ချက်တွေဝင်ရောက်တတ်ပါတယ်။ ကျမ်းမာရေးအရတော့တနင်္လာနံနဲ့အစပြုတဲ့အနည်းပိုင်းရှင်တွေဟာအဆုတ်ပွားအဆုတ်ရောင်နာကို တရိပ်ထားရမှာဖြစ်ပါတယ်တနင်္လာနံနဲ့အစပြုတဲ့အနည်းပိုင်းရှင်တွေအတွက်ပြုလုပ်တဲ့ကုသိုလ်အစီအစဉ်လေးကနေ့စဉ်နို့နဲ့စွမ်းကို ရောပြီးပြောရရင်တော့ no sense no center ရဲ့စွမ်းပေါ့နော်အဲ့ဒီလို no နဲ့စွမ်းနဲ့ကိုရောပြီးစားလေးခတ်ပြီးတော့အယုံအချိန်မှာ ဖျားရှင်ကိုအယုံပြုပြီးလှူဒန်းမှုဖြစ်ပါတယ်အဲ့တော့လှူဒန်းပြီးတဲ့အချိန်မကတ်လှူပြီးတဲ့အချိန်မှာတော့ဖျားရှင်ရဲ့အကြောင်းတော် ရှေ့မှာပဲလက်ကိုချီမိုးပြီးဂုံတော်၉ပါးကို၃ချိန်ရွတ်ပွားတည်းဆဲပူဇော်ခြင်းကုသိုလ်ပြုပါအဲ့ဒါကနေ့စဉ်ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်เนาะနောက်အင်္ဂါနယ်နဲ့အစပြုတဲ့အမိပိုင်ရှင်တွေအင်္ဂါနယ်နဲ့အစပြုတဲ့အမိပိုင်ရှင်တွေဟာ စာလုံးစာလိန်စာကွဲစာမြင့်ဆွဲညပေါ့နော်ဒါရီနဲ့အစပြုတဲ့အမည်ပိုင်းရှင်းနေပါငွေအစုပ်လိုက်ပြုံလိုက်ဝင်ရောက်လာလိမ့်မယ်တဲ့အရန်ကိုဝမ်းသာစရာကောင်းတယ်နော်အကျိုးကျေးဇူးလေးကိုခံစားရမှာဖြစ်ပါတယ်ငွေအစုပ်လိုက်ပြုံလိုက်ဝင်ရောက်လာလိမ့်မယ်မိသားစုကိုအကြောင်းပြုပြီးစိတ်ပူပန်မှုတွေတော့ပေါ်စေရတတ်ပါတယ်တဲ့အတိုက်ခံစကားပြောပြီးဖြေရှင်းရမယ့်ကိစ္စတွေ နော်အဲ့ဒီကိစ္စမျိုးတွေကိုတော့ဒီလာထဲမှာရှောင်းပါဘာကြောင့်လဲဆိုတော့အဲ့လိုအတိုက်ခံစကားပြောပြီးတော့မှအောင်မြင်မှုယူရမယ့်ကိစ္စရက်တွေမှာတော့အောင်မြင်မှုမထင်ရှားနိုင်ဘူးလို့တွေ့ရတယ်ဒါကြောင့်အဲ့ဒီလိုအတိုက်ခံစကားပြောရမယ့်ကိစ္စတွေပေါ်ခဲ့ရင်တော့ရှောင်းပေးပါလို့နော်ဒီလိုလေးဟောချင်ပါတယ်နောက်တစ်ခါကိုပိုင်းစီးပွားလုပ်ငန်းလုပ်တဲ့လူတွေဟာဒီ ပတ်စံကတော့ငါ့အတွက်ပြန်ရစရာမရှိတော့ဘူးဒီပစ္စည်းကတော့ငါ့အတွက်ရောင်းမထွက်တော့ဘူးလို့ sorry အဆုံးတွက်ထားတဲ့เนาะပစ္စည်းငွေကြေးအဲ့ဒီတန်ဖိုးတွေဟာเนาะမိမိအတွက်အကျိုးအမြတ်အဖြစ်နဲ့ပြောင်းလဲပြီးမိမိရှိကိုရောက်ရှိလာစေနိုင်တဲ့ကာလလေးဖြစ်တယ်လို့တွေ့ရတယ်ဆိုလိုတာကเนาะ show me လို့ယူဆရတဲ့ကုန်ပစ္စည်းတွေကနေအမြတ်ဖြစ်လာနိုင်တယ် မရနိုင်တော့ဘူးလို့ယူဆထားတဲ့ပတ်စံတွေကနေမိမိရှိကိုအဲ့ဒီပတ်စံတွေပြန်ဝင်လာနိုင်ပါတယ်ဒါကောင်းတော့เนาะအဟောကောင်းတော့ကံတရားပေါ့နော်နောက်တစ်ခါပညာရေးနဲ့ဆိုင်တဲ့ဂျိုးပန်မှုတွေကနေအကူအညီထောက်ပံ့နေရမယ်ဥပမာပညာရေးနဲ့သက်ဆိုင်တဲ့เนาะဆရာသမားအကူအညီထောက်ပံ့ငွေကြေးနဲ့သက်ဆိုင်တဲ့အကူအညီထောက်ပံ့เนาะနိုင်ငံတော်နဲ့ပတ်သက်တဲ့အခြေအကျတွေရဲ့ထောက်ခံချက်အကူအညီထောက်ပံ့ ဒါရင်းနဲ့ပတ်သက်ပြီးတော့ကောင်းကျိုးဖြစ်ရရှိမဲ့ကာလဖြစ်တယ်လို့ဖော်ပြထားပါတယ်။နောက်တိုးဖော်ရေးလုပ်ငန်းလုပ်တဲ့သူတွေကတော့အနှဲငယ်ခက်ခဲမှုနဲ့ကြုံရတတ်တယ်၊ကြံ့ကြာမှုတွေဖြစ်မယ်၊လိုအပ်ချက်တွေများစေတတ်တဲ့ကာလလို့ဖော်ပြပါတယ်။နော်။အင်္ဂါနဲ့နဲ့အစပြုတဲ့အမိပိုင်ရှင်တွေကတော့အချစ်ရဲမှညနာစမ်းပွင့်မှာဖြစ်ပါတယ်။ချစ်သူရှိပြီးသားသူလည်းပဲ နောက်ထပ်မိမိကိုနှစ်သက်လာတဲ့သူเนาะမိမိကို စိတ်ဝင်စားတဲ့သူတွေပေါ်ပေါက်လာစေတတ်တဲ့ကာလလို့ဖော်ပြပါတယ်။အိမ်အောင်ရေးအိမ်အောင်ဒယ်ရီအတွက်တော့အိမ်အောင်ရေးကောင်းမွန်ပါတယ်။ဒါပေမဲ့သတိထားစရာကမိမိရဲ့အိမ်အောင်ရေးအတွင်းရေးတွေကိုပတ်ဝန်းကျင်နဲ့ဆွေးနွေးတိုင်းမြင်တာကိုရှောင်ရမယ်။ဘာကြောင့်လဲဆိုတော့ပတ်ဝန်းကျင်ကြောင့်နော်စိတ်ကတိကအောင်အိမ်အောင်ရေးမှာဖြစ်ပေါ်စေရတတ်ပါရဲ့။ ကျမ်းမာရေးအရတော့လေချောင်းနာတာအဆုတ်အေးအေးမိတာတွေဖြစ်ပေါ်တတ်လို့သတိပြုရမှာဖြစ်ပါတယ်။ကုသိုလ်ပြုရမယ့်အစီအစဉ်အနေနဲ့တော့မြေပန်းအိုးတစ်လုံးမှာဇီဇဝါညွတ်ငါးညွတ်ကိုပြင်ပြီးတော့တလတာလုံးเนาะမိမိအိမ်ဖျားကြောင်းတော်မှာမညိုးတန်းလဲလဲပြီးဖျားရှင်ကိုအာယုံပြုပြီးပို့ဆောင်ပေးသွားဖို့ဖြစ်ပါတယ်။ဘောရုဏန်နဲ့အစပြုတဲ့အမေပိုင်ရှင်ဘောရုဏန်ဆိုတာကเนาะ ဘရုဏန္တရာလရပလဲရာကောင်းလဝပေါ့နော်အဲ့ဒီအခရာတွေ ਨੇ စထားတဲ့အမည်ပိုင်ရှင်တွေပါအဲ့ဒီအမည်ပိုင်ရှင်တွေကရည်ရွယ်ထားတဲ့စီပွားကုစီပွားရေးကိစ္စတွေအောင်မြင်မှုရရှိမဲ့ကာလဖြစ်ပါတယ်အဲ့တော့ရည်ရွယ်ထားတယ်မလုံရသေးဘူးဆိုရင်လုံဖြစ်မယ်ရည်ရွယ်ထားတယ်လုံနေတဲ့စီပွားရေးဆိုရင်လည်းအောင်မြင်မယ်ဒါကိုပြောတာဖြစ်ပါတယ် အဆောင်ဦးအစ်စ်တွေတိဆောက်တာဝယ်ယူတာတွေပြုတ်လုရပြီးတော့ရတနာပစ္စည်းတွေနဲ့ပတ်သက်တဲ့ပိုင်းဆိုင်မှုအစ်စ်တွေလည်းဖြစ်ပေါ်လာနိုင်တယ်လို့ဖော်ပြထားလို့အလွန်ကောင်းမွန်တဲ့ကံတရားတွေပါ။နောက်ငပိငချောင်းနဲ့ရေထွက်ကုန်ပစ္စည်းတွေနဲ့ပတ်သက်တဲ့စီပွားရေးလုပ်တဲ့သူတွေကအကျိုးဖြစ်ထွန်းမဲ့ကာလတစ်ခုဖြစ်တယ်လို့တွေ့ရတယ်။အဲ့တော့ငပိငချောင်းနော်ရေနဲ့သဆိုင်နဲ့ထွက်ကုန်ပစ္စည်းတွေကို ခံပြူတာပဲဖြစ်ဖြစ်ရောင်းချတာပဲဖြစ်ဖြစ်ထုတ်လုပ်တာပဲဖြစ်ဖြစ်အဲ့ဒီလိုနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေလုပ်တဲ့သူကဒီလမှာဘော်ဒူးနိုင်တဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေဖြစ်ခဲ့ရင်တော့အောင်မြင်ဖြစ်ထွန်းလိုက်မဲ့ကာလပါတဲ့အဲ့ပညာရေးနဲ့သက်ဆိုင်တဲ့စ조사မှုဒီမှာတော့မိမိကဝင်ပြီးကြောင်းလျှောက်တာမျိုးပဲဖြစ်ဖြစ်အများတွေကနေလူနေစုရွေးချယ်ခံမှုဝင်ရှင်ပြိုင်တာပဲဖြစ်ဖြစ်ရွေးချယ်မှုခံရတာမျိုးကို ပေါ်ပေါက်မဲ့ကာလဖြစ်ပါတယ်တဲ့ဒါကြောင့်ဘရူနန်နဲ့အစပြုတဲ့ပုံကိုယ်ရာပညာသင်ကြားဖို့ကြောင်းတက်ဖို့အတွက်နော်အကြောင်းလျှောက်တာမျိုးတွေပညာရေးနဲ့ပတ်သက်ပြီးနော်ရွေးချယ်ခံဖို့အင်တာဗျူးဖြေတာမျိုးတွေကိုစ조사တဲ့လတလဖြစ်ပါတယ်နော်အချစ်ရေးမှာလိုအပ်တာထဲပို့ပြီးမျက်နှာစမ်းပွင့်လိုက်မယ်တကယ်တော့ရှေ့ပိုင်းမှာအင်္ဂါနဲ့အစပြုတဲ့ပုံကိုယ်တွေကိုမျက်နှာစမ်းပွင့်မယ်လို့ပဲပြောခဲ့တယ် ဒါပေမဲ့ဒီနေရာမှာလိုအပ်တာထက်ပိုရွေ့လို့ပြောတဲ့အတွက်ကြောင့်เนาะလိုအပ်တာထက်ပိုနေပြီဆိုကြတဲ့ကကောင်းချုံမဟုတ်ဘူးဆိုချုံလာလိမ့်မယ်ဒါကြောင့်ဘာကိုပြောချင်တာလဲဆိုတော့မျက်နာစမ်းပွင့်ခြင်းကြောင့်နှဆက်တွဲဖြစ်ပေါ်လာမဲ့ဆိုချိုးတွေရှိတယ်အခြေရင်းမှာဒါကိုသတိထားပါလို့ပြောတာဖြစ်ပါတယ်နော်အိမ်အောင်နဲ့သက်ဆိုင်ရင်နော်အိမ်အောင်ပြုတ်ဖို့အစီအစဉ်ရေးဆွဲတဲ့သူတွေကတော့နောက်ကျလိမ့်မယ်နော်အိမ်အောင်ပြုတ်ဖို့အချိန်ကို တတ်မှတ်ထားတဲ့ကာလထက်နောက်ဆုတ်ရတာမျိုးတွေဖြစ်ပေါ်စေရတတ်ပါတယ်။ကျဲမှန်ရေးအရတော့သွေးတိုးတာသွေးပေါင်ကြတာတွေကိုဂရုစိုက်ရမှာဖြစ်တယ်။ဒီအပြင်မှာတရိပ်ထားဖို့လိုတာကမိမိခံစားနေရတဲ့ဝေဒနာမျိုးမဟုတ်ပဲနဲ့ရုပ်တရက်ပေါ်ပေါက်လာလို့ဖြစ်ပေါ်တဲ့ခွဲစိတ်ကုသရတာတွေဖြစ်ပေါ်တတ်ပါတယ်။ဒါကိုတော့ကျမ်းမာရေးရာတရိပ်ထားဖို့လိုပါတယ်။အဲ့တော့ပြုလုပ်ရမယ့်ကုသိုလ်အစီအစဉ်ကဖန်ပန်းအိုးမှာ မလကာညွတ်၊သုံးညွတ်၊တပေညွတ်၊တညွတ်တို့ကိုပြင်းပြီးအပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းမိမိအိမ်ဖျားကြောင်းတော်မှာပြင်ဆင်ပူဇော်ခြင်းကုသိုလ်ကိုပြုလုပ်ပေးသွားဖို့လိုအပ်ပါတယ်။နော်ဒါကဗုဒ္ဓဟူးနံနဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေပါ။နောက်ကြာသာပရိနံနဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကမထင်မပင်ခရီးဝေးကိုရုတ်တရက်သွားရပါလိမ့်မယ်။ နော်မတူညီတဲ့စီးပွားရေးကိုထပ်မံတိုးချဲ့ပြီးတော့လှုပ်ဆောင်ခွင့်ရပါလိမ့်မယ်နော်မတူညီတဲ့လုပ်ငန်းလို့ပြောတဲ့အတွက်တိုးချဲ့လှုပ်ဆောင်တယ်ဆိုတာထက်ထပ်မံချဲ့ထွင်လှုပ်ဆောင်တာကိုလုပ်နေတဲ့အလုပ်နဲ့နောက်ထပ်မတူတဲ့အလုပ်တွေထပ်ပြီးတော့လှုပ်ရဖို့ပေါ်ပေါက်လာမယ်လို့ပြောပါတယ်အဲ့တော့လှုပ်ရဖို့ပေါ်ပေါက်လာမယ်ဆိုတာလှုပ်ဖို့အခွင့်အရေးရမယ်လို့ဆိုလိုတာပါ အဝေးကနေရောက်လာတဲ့မိတ်ဆွေတွေနဲ့ပေါင်းပြီးဆောင်ရွက်ရတဲ့အလုပ်တွေကလည်းအောင်မြင်မှုရပါလိမ့်မယ်။ဒါကြောင့်အဝေးကနေရောက်လာတဲ့မိတ်ဆွေတွေကသူတို့လုပ်တဲ့လုပ်ငန်းအတွက်ကန့်လှမ်းလာတာမျိုးရှိခဲ့ရင်တော့ဒီလမှာပေါ်ပေါက်ခဲ့ရင်ဂျာတာဘရင်းနိုင်တဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကလက်ခံပြီးတော့လှုပ်ဆောင်တဲ့ကာလလို့ဖော်ပြထားတာကိုတွေ့ရပါတယ်။ပြည်ပနဲ့သက်ဆိုင်တဲ့ခရီးနယ်ပတ်သက်ရင်တော့ဂျာတာဘရင်းနိုင်တဲ့အစပြုတဲ့အမည်ပိုင်ရှင်တွေကအချိန်ကြန့်ကြာတတ်လို့ မိမိသွားမဲ့ကာလတစ်ခုကိုကြိုတင်ပြင်ဆင်ထားပေမဲ့အသေးချဆောင်ရွက်ထားပြီးဖြစ်ပေမဲ့လည်းပဲနေ့စဉ်နဲ့အမျှအဲ့ဒီခီးစဉ်နဲ့ပတ်သက်ပြီးအောင်မြင်မှုရှိအောင်အာယုံစိုက်ထားဖို့တော့လိုအပ်ပါတယ်နော်ဒါတော့အရေးကြီးပါတယ်ဒါပြပခီးသွားမဲ့သူတွေအတွက်ကိုပြောတာဖြစ်ပါတယ်နောက်ဂျာတာပရင်းနဲ့အစပြုတဲ့ပုံကိုရာချစ်သူရှိပြီးပေမဲ့လည်းပဲမိမိကိုယ်တိုင်စိတ်များတတ်တာကြောင့် ောကဖြစ်ရတတ်ပါတယ်နော်ဂျာတာရီနိုင်တဲ့အစားပြည်တွေပုံကိုတွေလူလွတ်တွေကိုပြောတာနော်အခြေရင်းနဲ့ပတ်သက်ပြီးတော့စိတ်แท้မှာအာယုံများတတ်ပါတယ်အာယုံများတတ်တယ်ဒါလို့ဆိုရင်သဘောပေါက်ပါပြီနော်ဒါပေမဲ့အဲ့ဒီအာယုံများခြင်းကြောင့်စိတ်သောကဖြစ်เสียရီပေါ်ပေါက်လာတတ်တဲ့ကာလဖြစ်လို့ပြောရရင်တော့အာယုံမများပါနဲ့ပေါ့နော်အနောက်အိမ်အောင်ရင်းနဲ့ပတ်သက်ရင်အိမ်အောင်ဘက်က မိမိကိုစီးပွားဥစ္စာတွေပေးအပ်နိုင်မဲ့လတလဖြစ်ပါတယ်။အဲ့တော့မိမိတို့ရှာဖွေစုဆောင်နေတဲ့စီးပွားရေးအတိုင်းတာနဲ့ညီမျှတဲ့နော်သူ့ထက်တာလွန်ချင်းရှိနိုင်တဲ့ငွေကြေးတွေကိုမိမိအိမ်ထောင်ဘက်ကမိမိကို အနံလာနိုင်တဲ့အထိကောင်းကျိုးရှိပါတယ်။အဲ့တော့ပြောချင်တာကအိမ်ထောင်ရင်းနဲ့ပတ်သက်ရင်အိမ်ထောင်ဘက်ရဲ့ကောင်းကျိုးကိုခံစားရမယ့်ကာလဖြစ်ပါတယ်။ကျမ်းမာရင်းရတော့ပခုံးလက်ပြင် အဆရှိတဲ့နေရာတွေမှာ အကျော်အစ်စ်တွေထိခိုက်တာ အကျော်ညက်တာဒါတွေဖြစ်နိုင်လို့သတိပြုရမှာဖြစ်ပါတယ်။အောင်ကြာသာပြီးနိုင်နေအဆပြုတဲ့နော်ပုံကိုယ်လေးကကုသိုလ်အနေနဲ့ပြုလုပ်တင်တာစပယ်ပန်း၅ဂုံးကိုကျွေပကံအဖြူမှာထည့်ပြီးဒလိုလေးပေါ့စပယ်ပန်း၅ဂုံးကိုကျွေပကံအဖြူမှာခွေပြီးထည့်ပြင်ဆင်ပြီးကြာသာပရိနိနဲ့နဲ့ဆယ်နာရီမကျော်ခင်အတွင်းထဲမှာ ဖះရှင်ရဲ့ကြောင်းတော်မှာအသေးချာပကံလေးကိုကင်မာပြီးရှင်တော်မြတ်ဖះကိုအာယုံပြုတ်လို့စပယ်ပန်းကုန်းများနဲ့ပူဇော်ခြင်း ကုသိုလ်ပြုလုပ်ပါကတ်လူတာမဟုတ်ဘူးနော်ပူဇော်ခြင်းကုသိုလ်ပြုလုပ်ပါเนาะအဲ့ဒါဟာကြာတာပရိနေနဲ့အစပြုတဲ့အမိပိုင်ရှင်နေဆောင်ရွက်ရမယ့်ကုသိုလ်အစီအစဉ်လေးပါနောက်တောက်ကြံနေနဲ့အစပြုတဲ့အမိပိုင်ရှင်တွေတောက်ကြံနေနဲ့အစပြုတဲ့အမိပိုင်ရှင်တွေဟာထင်ရှားကြော်ကြားခြင်း အောင်မြင်ခြင်းတွေကိုရရှိမယ်ကာလဖြစ်ပါတယ်။အဲ့တော့ထင်ရှားကြော်ကြားခြင်းနဲ့အောင်မြင်ခြင်းဟာမတူဘူး။ထင်ရှားကြော်ကြားတယ်ဆိုတာဟာကိုယ့်ရဲ့လှုပ်ဆောင်ချက်ကိုအများက အသိအမှတ်ပြုတ်လိုက်တာ။အများရဲ့ထောက်ခံချက်ကိုရရှိတာ။နော်ထင်ရှားကြော်ကြားတာ။အဲ့တော့အဲ့ဒါကထင်ရှားကြော်ကြားတာ။အောင်မြင်တာဆိုတာကလူသိသည်ဖြစ်စေမသိသည်ဖြစ်စေကိုရည်ရွယ်ထားတဲ့ကိစ္စပြီးမြောက်သွားတာကိုဖြစ်ချင်းတော့လို့ဖြစ်သွားတာ။ နော်အဲ့ဒါဟာအောင်မြင်တာအဲ့တော့အခုတောက်ကြန်နေတဲ့အစပြုတဲ့အမိပိုင်ရှင်တွေကထင်ရှားကြော်ကြားတာလည်းဖြစ်နိုင်တယ်အောင်မြင်တာလည်းဖြစ်နိုင်တယ်တဲ့ဒါကြောင့်နော်ဒီချိန်ကာလဟာတောက်ကြန်နေတဲ့အစပြုတဲ့ပုံကိုယ်တွေဟာနော်ပြိတ္တအလဲမှာထွက်ပြီးတော့ဆောင်ရွက်ရတဲ့မိမိရဲ့အရေးအသွေးကိုပြတဲ့အလုပ်တွေကိုလုပ်နိုင်သလိုမိမိရည်ရွယ်ထားတဲ့ကိစ္စတွေကိုအင်းနဲ့အားနဲ့ဇွဲနဲ့ဝရိယနဲ့ထည့်ပြီး စ조사ဆောင်ရွက်လို့ရတဲ့ကာလဖြစ်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ထင်ရှားကြော်ကြားခြင်းကိုလည်းပေးမယ်အောင်မြင်ခြင်းကိုလည်းရမယ်ကာလဖြစ်လို့ပါဝန်တန်းဖြစ်တယ်ဆိုရင်ねယာဓုတိုးဖို့အခွင့်အရေးအစ်စ်တွေကိုယာဓုတိုးတဲ့အခွင့်အရေးအစ်စ်တွေကိုလက်ခံရရှိမယ်လာဖြစ်ပါတယ်တဲ့နော်ဝန်တန်းဆိုရင်တော့ယာဓုတိုးမယ်အခွင့်အရေးတွေရရှိပါလိမ့်မယ်ကိုပိုင်စီးပွားလုပ်ငန်းအတွက်တော့ လူသိများအောင်ဆောင်ရွက်ဖို့အခွင့်အရေးကောင်းတဲ့လဖြစ်ပါတယ်အဲ့တော့မိမိရဲ့ကိုယ်ပိုင်စီးပွားဆိုရင်တော့ထုတ်ကုန်ပစ္စည်းတွေထုတ်လုပ်တယ်ဆိုရင်မိမိရဲ့ထုတ်ကုန်တွေကိုနော်စားသုံးသူတွေသုံးဆွဲသူတွေသိအောင်နော်ပြိသက်ရှေ့ကိုချပြဖို့အသင့်တော်ဆုံးကာလဖြစ်တယ်လို့ဆိုလိုတာဖြစ်ပါတယ်နော်နောက်တစ်ခါတင်ကြားရေးလုပ်တဲ့လုပ်ငန်းရှင်တွေ ညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းရှင်တွေနော်။မာတင်ကြားရေးဆိုတာ online တင်ကြားတဲ့ကိစ္စတွေပဲဖြစ်ဖြစ်ပေါ့။နော်နောက်တစ်ခါအကြောင်းထောင်နဲ့နော် private ကျောင်းထောင်နဲ့ပညာရေးလုပ်ငန်းလုပ်တဲ့သူတွေပဲဖြစ်ဖြစ်အဲ့ဒီလိုသူတွေဟာတင်ကြားရေးပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆောင်ရွက်တဲ့ပုံကိုတွေဟာဒီလမှာတောက်ကြနံနဲ့အစပြုတဲ့ပုံကိုတွေဖြစ်မယ်ဆိုရင်နဲ့နေမေကောင်းဂုံသရင်ထွက်ပေါ်မဲ့ကာလဖြစ်ပါလေ เนาะအဲ့တော့ဆရာမဒီနေရာမှာတောက်ကြနံနဲ့အစပြုတ်တယ်ဆိုတာလူပုပ်ကိုကိုရင်ညွန်ထားတာဖြစ်ပေမဲ့မိမိရဲ့လုပ်ငန်းရဲ့နာမည်အဖွင့်နာမည်ဟာလဲတောက်ကြနံနဲ့ဖြစ်မယ်ဆိုရင်ဒီအဟောကိုယူလို့ရပါတယ်เนาะအဲ့တော့ဥမာပေါ့နာမည်ကဇာတာပရိနံနဲ့ပဲစထားတယ်ကိုလုပ်ငန်းရဲ့အဖွင့်နာမည်ဟာတောက်ကြနံအတန်ထွက်နေအင်္ဂလိပ်လိုပဲဖြစ်ဖြစ်မြန်မာလိုပဲဖြစ်ဖြစ်အတန်ထွက်နေစထားတယ်ဆိုရင် ဒါပေမဲ့သူ့လုပ်ငန်းဟာသင်ကြားရေးနဲ့ပညာရေးဆိုင်တဲ့လုပ်ငန်းပဲဖြစ်ရမယ်နော်အဲ့ဒါဆိုရင်တော့ဒီလဟာအောင်မြင်မှုကောင်းတွေကိုရရှိမဲ့လာတလဖြစ်ပါတယ်နာမည်ကောင်းဂုံတရင်တွေထွက်ပေါ်မဲ့လာဖြစ်ပါတယ်အခြေရေးကိစ္စတွေဟာမျောမှန်းတယ်လို့အောင်မြင်မှုရမယ့်ကာလဖြစ်ပါတယ်တဲ့အဲ့တော့မိမိဘယ်လိုမျောမှန်းထားလဲမိမိမျောမှန်းထားတာဒီသူ့ကိုနော်ခြေရေးဆိုဖို့မျောမှန်းထားရင်အဲ့ဒီမိမိခြေရေးဆိုတာအောင်မြင်မယ်အဲအကယ်၍ လက်ထပ်ဖို့ရည်ရွယ်ထားရင်လက်ထပ်ခွင့်တောင်းဖို့ရည်ရွယ်ထားရင်မိမိလက်ထပ်ခွင့်တောင်းခြင်းအောင်မြင်မယ်ပေါ့เนาะအဲ့တော့အခြေအနေနဲ့ပတ်သက်ပြီးမျှော်မှန်းထားတာတွေအောင်မြင်မှုရရှိမယ်အဲ့တော့အိမ်အောင်သေးများဆိုရင်တော့မျက်နှာစမ်းပွင့်လွန်းလို့အထင်လွဲခံရတတ်တဲ့ကာလဖြစ်ပါလေတဲ့เนาะသူကတော့ဘာမှစိတ်ရင်းရိုင်တာမရှိဘူးဒါပေမဲ့လည်းပဲသူ့ရဲ့မျက်နှာစမ်းပွင့်ခြင်းကြောင့် เนาะတစ်ဖက်လူရဲ့အထင်လွဲတာမျိုးကိုတော့ခံရတတ်တဲ့ကာလဖြစ်ပါတယ်တဲ့เนาะနောက်တစ်ခါကျမ်းမာရေးရအစာအတော့ကြောင့်ဘေးရွက်ဆိုးချိုးအလွယ်တကူဖြစ်တတ်ပါတယ်နော်တတိထားပါမိမိစားနေကြအစားစားကိုတော့တတိထားပြီးစားပါအစ်စ်အစမ်းအရတာအစ်စ်တွေစားသုံးခြင်းကိုလည်းဂယုစိုက်ပါနော်ဒါကြောင့်အစားအတော့တွေကြောင့်ဖြစ်တဲ့ဘေးရွက်ဆိုးချိုးတွေအလွယ်တကူဖြစ်ပေါ်တတ်ပါတယ်ကုသိုလ်အစီအစဉ်နေနဲ့တော့ တောက်ကြနေနဲ့မိမိမွေးနေမှာဥမာတောက်ကြနေနဲ့အစားပြုရတဲ့အမီးပိုင်ရှင်ဖြစ်ပေမဲ့မွေးနေဟာစနေဖြစ်ရင်လည်းဖြစ်မယ်ကြာသာပြေးဖြစ်ရင်လည်းဖြစ်မှာပေါ့နော်ဒါကြောင့်ကုသိုလ်လုပ်ရမှာနှစ်ရက်ပါတောက်ကြနေရဲ့မိမိရဲ့မွေးနေရဲ့တောက်ကြသားသမီးဆိုရင်တော့တစ်ရက်ပဲလုပ်ရုံပဲပေါ့နော်အဲ့တော့အဲ့ဒီနေ့မှာအသင့်ဖုံးခွေးသုံးဆောင်နိုင်အောင်ပြင်ဆင်ထားတဲ့ဆွန်းနဲ့အတူပြင်ဆင်ထားတဲ့တက်သေးဆုံးကိုပါ ကတ်လှုပ်ဖို့ဖြစ်ပါတယ်တပတ်မှာနှစ်ရက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီကတ်လှုပ်မှုဟာသူကအချိန်ကာလအပြင်အယုံမှာပဲလှူလို့နေစွန်မှာပဲလှူလို့မိမိအစဉ်ပြေရာမှာအဲ့ဒီစွန်နဲ့အတူအသစ်ဖုံးပွဲသုံးဆောင်မှုပြင်ဆင်ထားတဲ့တစ်သီးစွန်တပွဲကိုပါကတ်လှုပ်ရမှာဖြစ်ပါတယ်နော်နောက်စနေနေ့နဲ့အစပြုတဲ့အမြီပိုင်ရှင်တွေပါစနေနေ့နဲ့အစပြုတဲ့အမြီပိုင်ရှင်တွေကတော့ စီပွားရေးအထူးကောင်းမွန်တဲ့ကာလဖြစ်ပါတယ်ဒီလတော်တော်များများเนาะဟိုဟိုနင်းလေးတွေပေါ့ဂျိုလေးတွေရဲ့အနေထားလေးတွေကောင်းတဲ့အတွက်တင့်တင့်နဲ့ကန်တရားအဟောလေးတွေတွေ့ရပါတယ်စီပွားရေးအထူးကောင်းမွန်တဲ့ကာလဖြစ်တယ်ယာရုတိုချင်းလုတ်ပိုင်ခွင့်အနှင်းခံရခြင်းတို့လည်းဖြစ်ပါလိမ့်မယ်ဘာသာရေးကုသိုလ်ရေးကိုပို့ပြီးအာယုံဆိုင်ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင်မိမိဆောင်ရွက်နိုင်တဲ့အလျောက်ကောင်းသော မိမိရဲ့ကံတရားတွေဟာပိုးပြီးတော့ထင်ရှားအကျိုးပေးလာမယ့်ကာလလည်းဖြစ်ပါတယ်။အဲ့တော့ဖခင်ဒါမှမဟုတ်အကြီးအကဲတူဦးရဲ့ကျမ်းမာရေးချောင်းတော့မိမိမှာစိတ်တော်ကဖြစ်ရတာစိတ်ပူရတာတွေဖြစ်စေတတ်ပါတယ်။အဲ့တော့ကုံချမ်းတွေကိုတံပိုးပြောင်းလဲပြီး အကျိုးအမြတ်ထင်ရှားနိုင်မယ်လို့ပေါ်ပြပါတယ်။ဒါကဘာကိုပြောချင်တာလဲဆိုတော့เนาะဟို ုံပစ္စည်းထုတ်လုပ်တဲ့နေရာမှာကုန်ချမ်းကနေကုန်ကြောဖြစ်ပြောင်းလဲထုတ်လုပ်တဲ့လုပ်ငန်းမျိုးတွေဆိုရင်အဲ့ဒီလုပ်ငန်းတွေဟာဒီလအတွက်ကောင်းကျိုးအကျိုးအမြတ်ထင်ရှားမဲ့ကာလလို့ဖော်ပြတာပါအဲ့တော့ပညာရေးနဲ့သက်ဆိုင်တဲ့ပညာရေးလုပ်ငန်းလုပ်သူတွေကတော့ပြိတက်ပေါ်များလာမဲ့လာဖြစ်တယ်လို့ပြိတက်ရဲ့ထင်ကြီးလေးစားမှုကိုရရှိမဲ့ကာလဖြစ်ဖော်ပြပါတယ်အခြေရေးအရတော့ မိမိနဲ့အသက်အရွယ်အလွန်ကွာတဲ့သူတွေရဲ့ချီးရင်ဆိုခြင်းကိုခံရတတ်တဲ့ကာလဖြစ်ပါတယ်။နော်။အဲ့တော့အိမ်အောင်တဲ့တွေအတွက်တော့တုံးနဲ့တုံးမကြာခဏနော်အတိုက်ခံစကားပြောဆိုရတာတွေဖြစ်ပေါ်စေတတ်တယ်လို့ဖော်ပြထားပါတယ်။အဲ့တော့ကျမ်းမာရေးအရာတော့စနေနေ့နဲ့စတဲ့အမိပိုင်းရှင်နေရဒီလထဲမှာအယိုးအစ်စ်ထိခိုက်တာနာကျင်တာရောင်ရမ်းတာတွေဖြစ်ပေါ်တတ်လို့ တရိထားဖို့လိုအပ်ပါတယ်။စနေနေနဲ့အစပြုတဲ့အမြေပိုင်ရှင်တွေပြုလုပ်တဲ့ကုသိုလ်ကစနေနေနဲ့အစပြုတဲ့ဖုံးတော်ကြီးကြောင်းเนาะဒါမှမဟုတ်ရင်စနေသားတန်ဃာတော်ရဲ့သရင်300ကြောင်းမှာဆန်းစီစာအစရှိတဲ့လှုပ်ွယ်ပစ္စည်းတွေကိုလှူဒန်းပေးတဲ့ကုသိုလ်တစ်ခုကိုเนาะပြုလုပ်ပေးဖို့ဖြစ်ပါလေအဲ့ဒါကတော့နေ့ ရက်ရွေးချယ်စရာမလိုပဲမိမိအစဉ်ပြေရာရက်ကိုဒီတလတာအတွင်းမှာပဲရွေးချယ်ပြီးမိမိကိုယ်တိုင်လက်ထိလက်ရောက်ကပ်လှူပေးသွားဖို့ဖြစ်ပါတယ်။နော်ဒါဟာတနင်္ဂနွေကစပြီးတော့စနေအစောနာနေနဲ့နော်အစပြုတဲ့အမည်နာမမှာအစပြုတဲ့နာနေနဲ့အမည်တွေကနေပြောလာမဲ့ကံကြမ္မာအဟောရင်ဖြစ်ပါတယ်။ဒါကြောင့် အခုနေနန်နေအလိုက် နော်နေအလိုက်နန်အလိုက်ဆိုတာထဲအမည်နာမရဲ့အစစလုံးအခရာရီနဲ့ဟောပေထားတဲ့အမည်များမှပြောသော ကံကြမ္မာကိုအသေးချာနားထောင်ပြီးသတိပြုတဲ့နာတွေကိုလည်းပဲသတိပြုနေထိုင်လို့ပြုလုပ်ရမယ်ကုသိုလ်တွေကိုဆောင်ရွက်သွားပြီးအားနဲ့ချက်တွေကိုအကာအယံဖြတ်လို့ကောင်းချိုးတွေကို ပို့ပြီးထင်ရှားလာစေမှာဖြစ်ပါတယ်အားလုံး မင်္ဂလာနေ့လည်ခင်းလေးပါကျမ်းမာချမ်းသာပြီးအန္တရာယ်ကင်းဘေးရှင်းလို့စိတ်ချမ်းသာကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့နှုတ်ဆက်လိုက်ပါတယ်ကျွန်တော်တို့ရဲ့မင်းသိင်္ဂချန်နယ်ကနေကျွန်တော်တို့ရဲ့မင်းသိင်္ဂချန်နယ်အားဆိုရင်ဒီဟောင်းမြတ်ဘုရား Jesus, may I get my